ဲ့မြတ်စွာဘုရားဟောထားတဲ့တုတ်တန်အရာဆိုလို့ရှိရင်ယာနိကာနိစီဘိခဝေဘယာနိဘာလာတော်ဥပိစ္ဆန္တိနောပဏိတတော်တဲ့လောကမှာဖြစ်ပေါ်လာတဲ့ဘေးတွေမှန်သမျှလူမိုက်တွေကြောင့်ဖြစ်တာတဲ့ဒီနေရာမှာလူမိုက်ဆိုတာလူဆိုးကိုအခုခေတ်လူတွေကလူမိုက်လို့ခေါ်ကြတာတကယ်လူမိုက်ဆိုတဲ့အဲထဲမှာ လိမ်မာပြီးတော့မတိတတ်တဲ့လူလေလိမ်လူမိုက်ပဲလိမ်တော့လိမ်မာတယ်မတိတတ်ဘူးအတိညာမရှိတဲ့လူပါလည်းပဲလူမိုက်ပဲဒါကြောင့်မို့ဘာလဆိုတာဟာဘယ်လိုပုဂ္ဂိုလ်မျိုးတုံးလို့မေးလို့ရှိရင်လုံးဝအတိညာကင်းမဲ့တဲ့နလဘိန်တုံးတွေကိုလူမိုက်လို့ခေါ်တာပဲသူတို့ကထင်ရလောက်တတ်တဲ့အနေအထားတစ်ခုရှိတယ်ဗောအကြောင်းအကျိုးကောင်းဆိုမသိဘူး မသိတဲ့အခါမှာသူတို့လုံးသမားတွေဟာအများဒုက္ခဖြစ်ဖို့တွေကြီးပဲဖြစ်တယ်။အဲ့ဒါမျိုးကိုဘာလလို့ခေါ်တာ။ဒါကြောင့်မို့လို့ဘာလအဓိပ္ပာယ်ပေးတဲ့အခါမှာဒီစကလုံးရဲ့အဓိပ္ပာယ်မြန်မာတွေကတော့လူမိုက်လို့ပဲပြန်ကြတယ်။အဲ့တော့လူမိုက်ဆိုလို့ရှိရင်လူတွေကတော့မိဘစကားနားမထောင်ရင်လူမိုက်ဆရာစကားနားမထောင်လူမိုက်ဆိုဆိုသွန်းနေရင်လူမိုက်လို့ဒီလိုသတ်မှတ်ကြတယ်။မဟုတ်ဘူးအဲ့ဒါတော့တင်မကဘူးလူမိုက်ဆိုတာ။ အဲ့ဒါကြောင့်မို့လူမရဲ့အတိတ်ပဲကိုဖော်တဲ့ခံမာတဲ့ဘယ်လိုအတိတ်ပဲတွေပေးတုံလို့ဆိုဘာလဆိုတဲ့စကလုံးမှာဘာဆိုတာနှစ်ကနန်းကိုပြောတာလာဆိုတာကဖြစ်စည်းတယ်အကျိုးနှမျိုးကိုဖြစ်စည်းတယ်ပစ္စုပန်ဘဝအကျိုးလည်းဖြစ်စည်းတယ်နောင်ဘဝအတွက်အကျိုးလည်းဖြစ်စည်းတယ်ဆိုလိုတာက ဒီဘဝကောင်းစားရေးကိုလည်းဖြစ်စီတယ်နောက်ဘဝကောင်းစားရေးကိုလည်းဖြစ်စီတယ်ပေါ့မျက်မှောက်ဘဝမှာရနိုင်တဲ့အကျိုးကိုလည်းဖြစ်စီပြစ်သူနောက်ဘဝမှာရနိုင်တဲ့အကျိုးတရားကိုလည်းဖြစ်စီပြစ်သူအဲ့ဒီပုံကမျိုးကိုပါလာလို့ခေါ်တယ်ဒါက definition တစ်ခုဟောနောက်တစ်ခုကအကျိုးမဲ့နှစ်မျိုးကိုရယူထပ်တဲ့ပုဂ္ဂိုလ်တဲ့ပြစ္ဆုတ်ဘဝမှာအကျိုးမဲ့ဖြစ်တာ နောင်တန်တရာမှာအကျိုးမဲ့ဖြစ်တဲ့ကိစ္စနှစ်ခုကိုရယူသိမ့်ပိုက်ထားတဲ့ပုဂ္ဂိုလ်ဟာလည်းပဲဘာလာပဲတဲ့ဒါအဓိပ္ပာယ်တစ်ခုနောက်တစ်ခုကတော့ဘာလို့လို့ဆိုရင်နှာခေါင်းကလေလေထွက်လေဝင်လေလေအသက်ရှူယုံရှူပြီးတော့အသက်ရှင်နေတဲ့ပုဂ္ဂိုလ်တွေမှန်တယ်များအသက်ပညာဘာမှမပါဘူးအသိပညာလုံးဝမရှိပဲနဲ့အသက်ရှူယုံများအသက်ရှင်နေတဲ့ပုဂ္ဂိုလ်တွေကိုဘာလာလို့ခေါ်တယ် အဲ့ဒီပုံကလည်းပဲသူက